letter from burma မြန်မာပြည်ကရေးတဲ့စာ အပန်းဖြေနားရက်များတယခုနှစ်များစွာအတွင်းမှာအပန်းဖြေနားရက်တွေဆိုတာကျွန်မအတွက်တော့အတိတ်ကာလကချိုးကနေဖြက်ကနေမှတ်တမ်းတင်ထားမိလိုက်တဲ့အမှတ်ရစရာဓပုံတချို့လိုပါပဲပြန်ကြည့်လိုက်တိုင်းကြည်လင်ထင်ရှားနေတယ်ဒါပေမဲ့အဖြစ်အပျက်တွေက ိုးအဝေးကြီးကလိုခိမဝဲနာမှာရေညှိတွေဖုံးလွှမ်းစိမ်းမြနေတဲ့တောအုပ်ကြီးတွေကြားတောင်တက်တောင်ဆင်းလမ်းတွေပေါ်ကမြက်တောင်ရှိကြီးကြီးတကောင်ရဲ့ကြောကုန်းထပ်မှာမြက်ခင်းစင်ကြီးရှောပေါ်မှာထိုင်ပြီးထမင်းကြောက်ချက်ဥပြုတ်နဲ့နေ့လယ်စာစာရင် ရှုမြင်ရတဲ့မြူတွေဆိုင်းနေတဲ့ရိုးရိုးရိတ်တိတ် မြေခင်းအနေထားကို ငေးကြည့်နေခဲ့တာခက်တမနူမျိုးကဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတွေကနေဟိန္ဒူပထိုးတွေထိလှက်ပတ်လွင့်မျောရင်အမေရိကန်ကိတ်မုံညူနာမည်ကြီးတဲ့ကော်ဖီဆိုင်လေးကို ရောက်သွားခဲ့တာမြန်မြန်ကြမ်းကြမ်းစီးဆင်းနေတဲ့ရေပြင်ထက်ကဖောင်လေးပေါ်မှာအလေးကျခြုံတွေတဲက စုခူးထားတဲ့ဇီးပြူသည်ချင်းဖြုံဖြုံကိုမြုံရင်းစင်တကောင်ရဲ့ကြောကုန်းပေါ်မှာအိန္ဒိယအရှိမြောက်ဘက်မှာမျက်တောင်ခတ်ဖို့အသက်ရှူဖို့မေးလောက်အောင်ဆွဲဆောင်ထားတဲ့တိဘက်ဘုန်းတော်ကြီးတွေရဲ့ညင်သာနူးညံ့လာတဲ့တေချင်းရဲ့အမှုပညာတရုပ်ပေါ်ကာကွက်ဆူဇလန်ကရေကန်ကြီးတကံကို စီးမိုးထားတဲ့ ရဲတိုက်တစ်ခုပေါ်မှာအရသာပြေစုံလာတဲ့အစာအတော့တွေကြားတဲ့ကမမေ့နိုင်တဲ့လက်ဖက်ရည်ချင်းအိမ်လုတ်နှင်းစီသေးယူကိုစားနေခဲ့တာအင်္ဂလန်ရဲ့မြစ်ကြိုချောင်းကြားတစ်လျှောက်က တူးမြောင်းသွားသင်္ဘောတစ်စီးပေါ်မှာဂျမားကစိမ့်မြဝင်းကျင်ကိုငြိမ်သက် အေးချမ်းစွာ ကြည်မောလို့မိသားစုခွေးငယ်လေးက အမိုးပေါ်မှာတိုင်မီကျွန်းလေးပေါ်ကသဲတောင်ပြင်စခန်းမှာကျယ်ပြန့်ပြောတဲ့စကော့တလန်ရဲ့မိကိုရောင်သမုတ်တရားမြင်ကွင်းမှာဖြန်လေးတချို့ကစားမြူးထူးနေကြတာပြန်တွေးလိုက်တိုင်းဒီမြင်ကွင်းတွေဟာအယုံနိုင်လောက်အောင်အသက်ဝင် တောက်ပါလှပေမဲ့တကယ်မဟုတ်တယ်လို့ခံစားရပါတယ်အဲ့ဒါကြောင့်ပဲတားငယ်ထိန်လင်း ခင်တယောက်ဇွန်လထဲမှာကျမရဲ့မွေးနေ့ကိုရောက်လာပြီးအပန်းဖြေခရီးတနေရာရာကိုခေါ်သွားမယ်လို့ပြောတဲ့အခါကျမအတွက်တော်တော်မဖြစ်နိုင်တဲ့အဆိုပဲလို့စိတ်ထဲမှာဖြစ်သွားခဲ့ပါတယ်။နောက်နည်းနည်းပါးပါးတိုင်ပင်ကြစဉ်းစားကြည့်ကြပြီးတဲ့အခါမှာနှစ်ပေါင်း20ကျော်အတွင်းပထမဆုံးအပန်းဖြေခရီးတူသွားဖို့ဆိုတာ တဘာဝမကျတဲ့ကိစ္စတခု မဟုတ်ပါဘူးလို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါနဲ့ပဲကျမတို့အစီအစဉ်ဆွဲကြည့်ခဲ့ကြတယ်။မုံ့ုံရသည် ဖြစ်နေတာကြောင့်မြန်မာနိုင်ငံ အလဲပိုင်းတနေရာကိုပဲရွေးချယ်ဖို့ဖြစ်လာပါတယ်။ဒီလိုအချိန်မှာ၆တွေးတဲ့ဒေတာကို ရွေးချယ်တာဟာလက်တွေ့ကြတဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်မှာပါ။၁၉ရာစုနှောင်းပိုင်းမှာ ဒီတရှာစစ်တပ်ရောက်လာပြီးမြမဘီရင်ကိုဖယ်ရှားခဲ့တဲ့မန္တလေးမြို့ရှိတယ်။ဒါမှမဟုတ်ကာလကြာမြင့်စွာကပွေပြောက်သွားပြီဖြစ်သောကြီးကျယ်ခမ်းနားခဲ့မှုကိုတက်သေးပြနေတဲ့ထောင်ပေါင်းများစွာသောဖျားများနဲ့ဖွဲ့တီထားတဲ့ရှေးမြို့တော်ပကံ။ဘာကြောင့်များဒီလောက်များပြားတဲ့ဖျားပထိုးတွေတည်ခဲကြတာလဲဆိုတဲ့ စိတ်ဝင်စားဖို့ကောင်းလှပြီးအဖြေရဖို့လည်းမလွယ်တဲ့မေခွန်းပေါ်စေတဲ့အခန်းဒါဟာဘာသာရေးယုံကြည်မှုကြောင့်လားချမ်းသာကြွယ်ဝမှုကြောင့်လားဒါမှမဟုတ်ဂုံအတွက်လားပခန်းကိုကျမတို့လွယ်လွယ်ကူကူပဲရွေးချယ်ဆုံးဖြတ်ခဲ့ပါတယ်။မြောင်များစွာသော ထူပါပထိုးစေတီတွေနဲ့မြို့ဟောင်းပကံဟာ ခရီးသွားတွေဖျားဖူးတွေကိုအင်မတန်ဆွဲဆောင်မှု ရှိလာပါတယ်။ဒါပေမဲ့သွားမဲ့အချိန်ကဧည့်သည်ပါလျားလေးရှိကြမှု ကျမတို့အေးအေးချမ်းချမ်းနဲ့အနာရလိမ့်မယ်လို့ထင်ခဲ့ပါတယ်။ကျမတို့သားမီးတို့အကံကို ပထမဆုံးအချိန်သွားခြင်းမဟုတ်တာကြောင့်ဘာသာရေးအဆောက်အအုံတွေအများကြီးကိုလှည့်လည်ဖို့ ရည်ရွယ်ခဲ့ပါဘူးကျမအတွက်လေးနဲ့အတိတ်ပဲရှိတဲ့ထူးခြားတဲ့နေရာအနှဲငယ်မျှကိုသာသွားကြမှာပါအရေးကြီးဆုံးတစ်ချက်ကခင်မြေကျမရဲ့ကျမတို့ရဲ့ခွေလေးတိုက်ချီတို့ရဲ့ဒါဟာမိသားစုအပန်းဖြေခရီးဆိုရင်တော့ခွေလေးကိုအိမ်မှာထားပြစ်ခဲ့ဖို့မစင်းစားသင့်ဘူးမဟုတ်လားပျော်ပျော်ရွှင်ရွှင်နဲ့ အစင်ပြေပြေနေနိုင်မဲ့နေရာတစ်ခုကို ရှာဖို့ပါပဲဒါအတွက် အကောင်းဆုံးနေရာတစ်ခုကိုဥခွန်သာမြင့်ကကျမတို့အတွက်ရှာဖွေပေးခဲ့ပါလေဒီနေရာမှာတိုက်ဆိုင်လို့တခြားအကြောင်းအရာတစ်ခုကို ပြောင်းပြီးပြောပြခြင်းပါတယ်ဥခွန်သာမြင့်ဆိုတာကကျမတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘ ਹੁ အလုံးမှုဆောင်တအူးဖြစ်တဲ့ 1990အထွေထွေရွေးကောက်ပွဲမှာဘူးတလင်မျိုးနယ်က80ရာခိုင်နှုန်းကျော်ထောက်ခံမင်းနဲ့ရွေးချယ်ခံခဲ့ရတဲ့ဦးဟန်တာမြင့်ရဲ့ညီပါကိုဟန်တာကိုခွန်တာတို့ရဲ့ဖခင်နဲ့ကျမရဲ့ဖဖေတို့က1930ကျော်နှစ်ကာလရန်ကုန်တက္ကသိုလ်ကျောင်းသားတမတ်ကကိုနိုင်ငံရေးလမ်းကြောင်းပေါ်တင်ခဲ့ကြတဲ့အချိန်ကလေးကမိษွေတငယ်ချင်းများလက်တွဲခဲ့ကြသူများဖြစ်ပါတယ် သူတို့ရဲ့ဖခင်ဦးသိန်းဖေမြင့်နဲ့ကျမရဲ့ဖေဖေတို့ဟာနိုင်ငံရေးမှာသဘောထားချင်းအမြဲတူညီခဲ့ကြတာမျိုးတော့မဟုတ်ပါဘူးအမျိုးသားလွတ်လပ်ရေးနောက်ဆုံးတိုက်ပွဲကာလတွေမှာမိ쇠တငယ်ချင်းဆိုတာထက်နိုင်ငံရေးသဘောထားချင်းစမ်းချင်ဘက်တွေလို့ပြောမယ်ဆိုရင်ပြောနိုင်ပါလိမ့်မယ်နှစ်ဦးစလုံးကမတူညီတဲ့အမြင်တွေကိုအပြန်အလှန်လေးစားမှုရှိကြတာဂိုင်းကန္နာတွေနဲ့ အာဂါတာတွေကင်းဝေးကြတာစတာတွေကို သူတို့ရဲ့သားသမီးတွေဖြစ်တဲ့ကျမတို့အတွက်လက်ဆင့်ကမ်းခြံထားရစ်ပါတယ်။ဒါကြောင့်လဲကျမတို့တွေဟာရုပ်ဖော်ကင်ဘတ်တွေလိုရဲဘော်ရဲဘတ်တွေလိုအလုပ်တွေအတူလုံးနိုင်ခဲ့ကြတယ်။ကျမတို့မှာရှိတဲ့အကဲဖြတ်တံပိုးထားမှုချင်းတူညီတာရဲ့ရဲစရာတွေကို နားလည်ခံစားမှုချင်းတူညီတာဒါဟာတကယ်တော့ခက်ပေါ့တည်တည်မဟုတ်ပါဘူး။ ကျမတို့ကို ပို့ပြီးစူးစီးပေါင်းဆက်ပေးပါတယ်2009ခုနှစ်ကျမအင်းစိန်ထောင်မှာရှိနေစဉ်ရွှေရွှင်းလာနေတဲ့ကျမရဲ့အိမ်ကို ပြန်လည်ပြုပြင်မိုးမှန်ဖို့ဝိတုကတယောက်လိုအပ်နေချိန်မှာကိုခွန်သာက ကျမကို ကူညီဖို့ရောက်လာခဲ့တာပါ ထောင်ကနေအိမ်ကို နေအိမ်အကျယ်ကျုပ်အဖြစ်ပြောင်းလာရတော့အိမ်ပြင်ဖို့ကိစ္စကို ကိုခွန်သာနဲ့စလုပ်ခဲ့ရပါတယ် ကိုခွန်တာကဘိတုကာအနေနဲ့ပြီးတော့မိတ်ဆွေရင်းတွေဖြစ်ကြတဲ့ကျမခန့်အပ်ထားတဲ့ကျမရဲ့ကိုယ်စလဲကိုထင်ကျော်အထွေထွေကြီးကျက်ပေးသူ ကိုနီတို့နဲ့အတူပေါ့သူတို့တွေဟာကျမအိမ်ပြန်လဲပြင်ဆင်တဲ့အလုပ်အတွက်နေ့စဉ်လာခဲ့ကြတာလနဲ့ချီကြာမြင့်ပါတယ်ကိုထင်ကျော်ကိုနီနဲ့ကျမတို့ရဲ့ဖခင်များဟာလည်းရန်ကုန်တက္ကသိုလ်မှာကလေးက တီကျွမ်းရင်းနှီးခဲ့ကြသူများဖြစ်ပါတယ်။ကျမအနေနဲ့သားတွေနဲ့အဖေတွေအကြောင်းအမေတွေလည်းပါမှာပါ။တစ်ချိန်ချိန်မှာရေးရပါအောင်မယ်။ဒီနေရာမှာတော့စာလေးတစ်ချောင်းလောက်တော့တုတ်ထားခြင်းလေ။အဲ့ဒါကအခုလိုမိဘတွေရဲ့ရှည်ကြတဲ့ရင်းနှီးနှောင့်ဖွဲ့မှုတွေကနေကျမကို ဖေးမထောက်ပံ့သူတွေလိုအပ်တာတွေကိုကူညီပေးသူတွေ ထင်မြင်ရတဲ့မိတ်ဆွေတွေကိုဘဝရဲ့လက်ဆောင်ပုံတွေအဖြစ်ရရှိခဲ့တယ်ဆိုတာပဲဖြစ်ပါတယ်။ကိုခွန်သာဆိုရင်ကျမရဲ့ဘိသူကတူဖြစ်စတင်ခဲ့ရကသူသဘောကျသည်ဖြစ်စေမကျသည်ဖြစ်စေတာဝန်ယူရတာတွေများတာပါတယ်။ကျမရဲ့လုံခြုံရေးအရာရှိမိသားစုဝင်ခွေးလေးရဲ့တင်တန်းစရာအရေးပေါ်ကာမောင်သမားအခုဆိုရင်တော့ ခရီးသွားဝန်ဆောင်မှုကိုယ်စားလှယ်နဲ့အပန်းပြေခရီးစီမံပြင်ဆင်ပေးသူပေါ့ကိုခွန်သာရွေးချယ်တဲ့ပကန်းဟိုတယ်လောက်ကျမတို့အုပ်စု အားလုံး16ရောက်အတွက် ပြောစရာကောင်းတဲ့နေရာရှိမယ်မထင်တော့ပါဘူးဟိုတယ်ကတမိုင်းရေးရာနဲ့ဘာသာရေးဆိုင်ရာအထင်ရှားဆုံးသော ပထိုးထူပါဇေဒီတွေတော်တော်များများစီကို သွားလာရတာရွယ်ကူလှတဲ့နေရာမှာတည်ရှိပါတယ် ြီးတော့တက်တောင်းတက်တာရှိတဲ့တိတ်လှပတဲ့နေရာပါအရေးကြီးဆုံးကတော့တည်တည်ချာချာလေ့ကျင့်တင် जा ပေးထားတဲ့ဝန်ထမ်းတွေကရင်ကျေးဖွယ်ရတယ်ပြီးတော့အဲ့ဒီတွေရဲ့ရှင်ထဲမှာနှွေးထွေးပြီးနှိမ့်လို့ခင်မင်သွားစေတဲ့ခံစားမှုကိုရရှိစေတဲ့အရေးအချင်းနဲ့ပြည့်စုံကြပါတယ်။အောင်ဆန်းစုကြည်၈ရက်ဇူလိုင်2021ခုနှစ်